အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာခြားလာပိုင်းမှာတွေ့ကြုံလာမဲ့တင်းငွေတာသမီးတွေရဲ့တလတာကံအစိုးကောင်းလေးကိုတဲရုံနဲ့တုံးတက်ပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ခြားလာပိုင်းတင်းငွေတာသမီးတွေအတွက်ကံအစိုးကောင်းကိုဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ဒါကြောင့်လို့မိတ်ဆွေတို့ဟာဒေတင်နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ရှုဖို့အတွက် အဆင်ပြေပါတယ်တကယ်လို့ကိုယ်အနေနဲ့ဘယ်တွေယုံကြည်မှုမရှိဘူးဆိုရင်ဒီဗီဒီယိုဟာကိုယ့်အတွက်အချိန်ကုန်တယ်ငွေကုန်တယ်ဆိုတဲ့ဗီဒီယိုတစ်ခုပဲဖြစ်သွားမှာပါအဲ့တော့အခုကြည့်နေတဲ့လူတွေထဲမှာတန်းတန်းငွေတာသမီတွေရှိတယ်ကိုယ့်ရဲ့တလတာမှာကန်အစိုးကောင်းလဲသိချင်တယ်ဘယ်တွေယုံကြည်မှုရှိတယ်ဆိုရင်ဒီကောက်ဒီဗီဒီယိုကိုစုံတဲ့တိကြည့်ရှုပေးပါတကယ်လို့ကျွန်တော်ရဲ့ဟောကြားမှုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာကြည့်အောင်ဖြစ်နေစင်နဲ့မြကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိပွင့်ရမှာဖြစ်ပါတယ် ကျွန်တော်ကတော့အဘမင်းသင်ကားရဲ့တပည့်ဆရာဆောင်းအောင်ဖြစ်ပါတယ်။မိတ်ဆွေတို့ကိုအမြဲတမ်းပေးတဲ့ရည်ရည်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။အားဆိုရင်ကျွန်တော်တင်းငွေတွေသားသမီးတွေတွေ့ချုံလာမယ်။ကံစိုးကောင်းလေးကိုစတင်ကြရောကံချုံပါမယ်။ပမာဥဆုံးအနေနဲ့တင်းငွေတွေသားသမီးတွေရဲ့စီဝါရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။စီဝါရေးနဲ့ပတ်သက်တဲ့အပိုင်းမှာတင်းငွေတွေသားသမီးတွေဒီ6လပိုင်းမှာခက်ခဲမှုကာလတစ်ခုကိုဖြတ်တန်းနေရမှာဖြစ်ပါတယ်။လုံငါကိစ္စမှာအဝန်ထမ်းရေးရာကိစ္စအဆင်မပြေမှု လုပ်ငန်းကိစ္စနဲ့ပတ်သက်တဲ့တချို့တော့ပြောဆိုမှုစကားတွေလွဲချော်မှုတွေကြုံတွေ့လာတတ်တယ်။လုပ်ငန်းကိစ္စတွေမှာထက်ကထက်ကပြန်လဲပြီးတော့ပြုတ်လုပ်ကြတာမျိုးတွေပေါ့နော်။လွဲချော်ဖြစ်တဲ့အတွက်ကြောင့်မို့ပြန်လဲပြီးတော့ပြုတ်လုပ်ရတာမျိုးတွေတွေ့ကြုံလာတတ်တယ်။ဒါကြောင့်မလို့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအရင်ကတည်းကပုံမှန်ပြီးတော့စူးစမ်းအားထုတ်ရတယ်လို့အရင်ကတည်းကပုံမှန်ပြီးတော့လူပင်ပန်းမှုစိတ်ပင်ပန်းမှုတွေ့ကြုံလာရတတ်ပါတယ်။ မိမိရဲ့လုပ်ငန်းကိစ္စတွေမှာလည်းကိုယ့်ကိုပြိုင်ဆိုင်နေဒုံဖို့တနည်းတစ်ပုံကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုလာရောက်ပြီးလူကြည့်တဲ့လူတချို့တွေနဲ့တွေ့ကြုံလာတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုတည်တည်ကြာကြာပြင်ဆင်စေချင်ပါတယ်။နောက်တစ်ချက်ကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိမိကိုငွေကြေးကိစ္စအထောက်ပံ့ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့အကူအညီပေးမဲ့လူတွေအနေချင်းရရှိလာနိုင်ပါတယ်။ဒုံဖို့ငွေရလာနိုင်ဖို့အတွက် လုပ်ငန်းအခွင့်အလမ်းတွေမိတ်ဆက်ပေးတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ကိုသတင်းစကားပါတဲ့လူတွေဒီအချိန်မှာတွေ့ကြုံလာရတတ်ပါတယ်အာငွေချင်းကိစ္စရင်းနဲ့ပတ်သက်ပြီးကြီးကြီးမားမားအဆင်ပြေတာမျိုးတော့မဟုတ်ပါဘူးလက်ရှိအနေထားတဲ့နည်းနည်းလေးကျွန်တော်တို့ငွေအခွင့်အလမ်းငွေကန်ပွင့်လင်းမှုတွေရရှိလာတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိကိုယ့်ရဲ့အခုကြုံတွေ့နေရတဲ့လက်ရှိအနေထားတဲ့ပုံမှုပြီးတော့ငွေကြီးကိစ္စရင်းနဲ့ပတ်သက်ပြီးကန်ခွင့်လန်းကောင်းနေလောက်ကန်အခွင့်လန်းကောင်းနေ ရရှိပြီးတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်ပြေလာခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါ့ပေမဲ့လည်းကိုယ်မပေးစရာကမ်းစရာချီအကျွေးရှိတယ်ဆိုရင်တော့ငွေကြေးကိစ္စဒုံရဒုံကြီးမဲ့ပြန်ဖြစ်ပါပါ။ဘာပဲပြောအရန်ဆုံးနေတဲ့မှာတော့ပါနေတာမျိုးတော့မဟုတ်ပါဘူး။နောက်တစ်ချက်ကတော့ကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးဟောကြားပေးခြင်းပါတယ်။အဓိကပြဿနာ1 point နဲ့ပတ်သက်တဲ့ပြဿနာဖြစ်ပေါ်တတ်ပါတယ်။နော်အဲ့တော့အစာရင်နဲ့ပတ်သက်တာเนาะအပြီးွားရင်ကျွန်တော်တို့တိုင်နဲ့ပတ်သက်တာပေါ့เนาะဝမ်ပိုက်မှာရှိနေတဲ့ကျွန်တော်တို့ အပိုင်းနေနဲ့ပတ်သက်ပြီးအားနေတာသွားပြီးတွေ့နေရတဲ့အပိုင်းချဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုချင်းဒီပိုင်းချမျိုးမှာကိုယ့်ရဲ့ one by one ဆိုင်ရာနဲ့ပတ်သက်ပြီးယောဂလက္ခဏာငကုတ်မူလရှိတယ်ဆိုရင်ပုံမူပြီးတော့ view site စေချင်တာပေါ့ဗျာ။နော်။နောက်တစ်ခုကမထင်မှတ်ထားဘဲနဲ့အာခဏပြောလို့ပေါ့နော်။ကိုယ့်ရဲ့ one by ဒုက္ခပိတာတွေဝေချုံဝမ်းပြဖြစ်တာတွေနော်ဝမ်းကြိုက်တာတွေစသဖြင့်ဒီလိုချင်းဒီမျိုးမှာပြီးတော့မိုးရည်တွေလည်းဖြစ်တော့ပုံမူပြီးတော့ view site စေချင်ပါလေ။ one by ဒုက္ခပိတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။ နောက်တစ်ခုကတော့ကျွန်တော်တို့တွေ့ကြုံလာရမယ်တင်းငွေတွေသားသမီးတွေအခြေအကိစ္စဖြစ်ပါတယ်အခြေအကိစ္စမှာကလေတင်းငွေတွေသားသမီးတို့အခက်အခဲဆုံးကာလတစ်ခုအပိုင်းခြားကိုကြုံတွေ့နေရတတ်တယ်ကိုချစ်သူကကိုကိုဘယူဆိုင်မှုအားနေတာမျိုးဒုံမဟုတ်ကိုပေါ်ကိုကျင်နာယူရမှုပြက်ပြဲတာမျိုးတွေတွေ့ကြုံလာတတ်တယ်ပြဿနာတစ်ခုရှင်းလုံးပြီးသူနောက်ထပ်ပြဿနာတစ်ခုထပ်ပေါ်လာတတ်တယ်ဒါကြောင့်မလို့ငိုတွေက ကိုယ့်ရဲ့ချစ်သူပေါ်တန်တရားဝင်နေတဲ့လူတွေကိုယ့်ရဲ့ချစ်သူကကိုယ့်ပေါ်မဟုတ်မမှန်ပြုလုပ်နေတဲ့လူတွေအဒီအချိန်မှာအပြည့်ပြတ်လမ်းခွဲသွားနိုင်တဲ့အချိန်ကြီးမျိုးထိတောင်ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မလို့အခြေအကျိစ္စတွေနဲ့ပတ်သက်တဲ့ဘိုင်းမှာတော့တတင်းကုန်တွေတာသမီတွေကအမတန်အားနည်းနေတဲ့အပိုင်းချလို့ပဲတုံးသက်ပြီးဟောကြားပေးခြင်းနဲ့အခြေရေးရဲ့အဓိကဖြစ်ပေါ်နေတဲ့ပြဿနာအပေါင်းအသင်းမိတ်ဆွေကြောင့်တို့မဟုတ်သူ့ရဲ့အပျော်ပါ လိုက်စားမှုကြောင့်သူ့ရဲ့စိတ်တ aya မှုကြောင့်အခြေအကျိစ္စတွေကပျက်စီးတာမျိုးတွေဒီအချိန်မှာတွေ့ကြုံလာတတ်ပါတယ်။ နောက်တစ်ခုကအိမ်တော်ကြီးကိစ္စရင်းပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အိမ်တော်ဦးစီးဒုံဘုတ်ကိုယ့်အိမ်မှာရှိနေတဲ့လူတူတယောက်ရဲဝေးမှာသွားရလှုပ်လှော်ရတာမျိုးနိုင်ငံခြားသွားရတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။မထင်မှတ်ထားတဲ့အချိန်မှာအိမ်ပြောင်းအိမ်ရွှေ့နေရာထိုင်ခဲ့အပြောင်းရွှေ့တွေကျွန်တော်တို့တွေ့ကြုံလာမယ့်အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်လို့ဒီအချိန်မှာမြို့ရွာပြောင်းရွှေ့မိသားစုလိုက်ပေါ့နော်မြို့ရွာပြောင်းရွှေ့နေထိုင်ခြေချဖို့အတွက်စူးစမ်းနေတဲ့လူတွေကကံကောင်းမှုရရှိမဲ့အခြေအနေအပိုင်းခြားလည်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အပြောင်းလဲကောင်းမွန်တော့အပြောင်းလဲပေါ့နော်တခုခုတွေ့ကြုံခံစားရမယ့်အခြေအနေအပိုင်းအခြားတစ်ခုဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာရမယ့်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုအခြေအနေအပိုင်းအခြားမျိုးမှာလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာစိတ်အလုံးကြမှုများနေတတ်ပါတယ်လုပ်ငန်းခွင်မှာလည်းစိတ်ပြပြဝဝစိတ်ပါလက်ပါလှုပ်ဆောင်မှုအားရောင်းနေပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်စရာရှိတဲ့ကိစ္စတွေကိုစိတ်မပါဘဲနဲ့တာဝန်ရလှုပ်ဆောင်နေရတဲ့ပုံစံမျိုးတွေ တွေ့ကြုံလာတတ်လို့အထက်လူကြီးတွေအစင်မပြေဖြစ်တာမျိုးလှုပ်ပေါ်ကင်ပတ်တင်တဲ့ကိုယ်နဲ့မသိမြတ်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်ကိုလုံနေရတာနဲ့ကိုရတာနဲ့ထက်တူညီမြမရှိဘူးလို့တွေးခေါ်နေရတဲ့အတွက်ကြောင့်နောက်ထပ်အလုတ်ခွင့်လန်းနေရှာဖို့အတွက်အလုတ်ကင်နေရှာဖို့အတွက်နောက်တနေ့ရပြောင်းရွှေ့ဖို့အတွက်စဉ်းစားဆုံးဖြတ်တွေးခေါ်ကြံစီနေတဲ့အချိန်ဒီအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့တွေးကြုံလာမဲ့ဒနင်းကွန်တွေသားသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်ကအပိုင်းအခြားဖြစ်ပါတယ် ဒီချိန်မှာတရင်းတွေသားသမီးတွေကပညာရေးအတွက်အလောက်ကိုင်မိသားစုရေးကိုအချိန်ပေးရမယ့်အပိုင်းခြားဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ပညာရေးကိစ္စတွေမှာအားနေတာမျိုးတွေးကြုံလာတတ်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိစ္စကြောင့်ပညာရေးကိုချန်လက်ထားရတာမျိုးကိုယ့်ရဲ့မိသားစုကိစ္စကြောင့်ပညာရေးကိုဦးစားပေးလို့မရတာမျိုးတွေဒီချိန်မှာတွေးကြုံလာတတ်ပါတယ်။အဲ့တော့ပညာရေးကံကောင်းလားဆိုတော့ပညာရေးကံကတော့ကောင်းတယ်။ဒါပေမဲ့ပညာရေးကိုအချိန်ပေးဖို့အတွက်အားနေနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ နောက်ချက်ကတော့ကျွန်တော်တို့တွေ့ကြုံလာမဲ့ဒနေငွေတွေဒါသမီးတွေရဲ့နိုင်ငံသားနဲ့ပတ်သက်တဲ့ကံခွင့်လမ်းဖြစ်ပါတယ်။ဒီချိန်မှာနိုင်ငံသားနဲ့ပတ်သက်တဲ့ကံခွင့်လမ်းတွေအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကို့မှာရွေးချယ်စရာအများနဲ့နှစ်ခုဖြစ်နေတတ်ပါတယ်။ဆိုတော့ထိုင်းသွားမလားမလေးသွားမလားဂျပန်သွားမလားကိုရီးယားသွားမလားစသဖြင့်ပေါ့။ကံခွင့်လမ်းတွေအားကောင်းနေတဲ့အချိန်မှာကို့အတွက်စဉ်းစားတွေးခေါ်ရမယ့်အရာတွေလည်းများနေတတ်ပါတယ်။တို့တော့ကျွန်တော်အနေနဲ့မိတ်ဆွေကိုအကြံပြုချင်တာကတော့ တော့သူကန်ခွင့်လန်းနေဘလောက်ပဲကောင်းကောင်းကိုကျွမ်းကျင်တာကိုပိုင်နိုင်တာကိုတို့အဆင်ပြေတဲ့ဤလန်းကိုပဲရွေးချယ်စီခြင်းပါတယ်အဲ့တော့နိုင်ငံသားသွားဖို့အတွက်လှုပ်ဆောင်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဟာလည်းကိုတို့ကန်ထောက်ပံ့ကောင်းနေရရှိလာမဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်လို့အခုမှနိုင်ငံသားသွားဖို့အတွက်စဉ်းစားနေတဲ့လူတွေကလည်းရွေးချယ်စီရအောင်တက်ခဲလာတဲ့ကာလတစ်ခုဖြတ်သန်းရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုအချိန်ဒီပိုင်းခြားမျိုးကကန်မကောင်းဘူးလားဆိုတော့ကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ရွေးချယ်မှုမမှားယွင်းဖို့အတွက်တော့လောပါလိမ့်မယ် ခုလက်ရှိဥမာပေါ်ဂျပန်သွားဖို့လှုပ်ဆောင်နေတဲ့လူတွေကတခြားနိုင်ငံတခုထပ်ပေါ်ပြီးထပ်သွားခြင်းစိတ်တွေတခြားနိုင်ငံကဂျပန်ထပ်ပို့ပြီးလွန်နေမလားဂျပန်ကပဲကြာသွားမလားစသဖြင့်ဒီလိုမျိုးတွဲကောက်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ချုပ်ထွေးစရာတွေပေါ့နော်ဒီလိုပေါ့ဘယ်သွားရင်ကောင်းမလဲဆိုတဲ့တွဲကောက်မှုတွဲကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ကိုယ်နဲ့ပိုင်နိုင်ပြီးတော့ကိုယ်နဲ့အစဉ်ပြေတဲ့နေရာကိုပဲသွားပါလို့အကြံပြုပေးခြင်းပါတယ် ဒီလိုနေသားသမီးဒီလောက်ကျွန်တော်ဟောကြားရဲဆိုရင်ကျင်းနေမယ်လို့ထင်ပါတယ်။နောက်နေ့ဒီမှာကြံရှိတဲ့နောက်သားသမီးတွေကိုနောက်ဗီဒီယိုတွေမှာတင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးပဲကိုယ်ကြမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။